ဩစတြေးလျကိုတွားရောက်ပညာသင်ခြင်းနဲ့မြန်မာလူငယ်တွေအတွက်ဩစတြေးလျကျောင်းတွေနဲ့ပညာရေးစနစ်ကျောင်းဆွေးနွေးပွဲကို International Scholastic Group ကဦးဆောင်ပြီးမေလ28ရက်နေ့စီရိုနာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ဩစတြေးလျမှာကျောင်းတက်ရင်ဘာရီခက်ခဲကြုံမယ်လို့ပြောခဲ့ကြသလဲ။ဩစတြေးလျနိုင်ငံဟာအနောက်တိုင်းယဉ်ကျေးမှုဖြစ်သလိုလွတ်လပ်မှုကိုဦးစားပေးပြီးပေါ်ရွေလွန်းတာကြောင့်ရောက်ခါစမြန်မာကျောင်းသားတွေအတွက်ရုတ်တရက်မှာ ရှင်ချင်းမှုမတူညီတဲ့ပြဿနာကြုံနိုင်တယ်လို့ဆမ်မြူရယ်အန်ကပြောပါရယ်။ ADN ဆက်တွေနဲ့ငွေချုပ်ငွေလဲတဲ့အခက်အခဲတွေရှိနိုင်တဲ့အပြင်ဒါရီအစဉ်ပြေစီဖို့ဒီပတ်ထောက်ခါအကျိုးသင်တန်းပေးတာတွေလည်းလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ I think uh, one of the biggest challenges we are uh, for Burmese students in Australia is uh, the culture of Australia. right uh cuz um, it is a very Uh, it is a Western culture. It is a uh, very open-minded, very free culture. Mm. For some uh, Burmese students as well, it might be in the area of the use of ATM card mm. uh, because uh, the technology here has just started. So you know, getting money can in the past used to be going to the bank mm. and get money. Right. So that whole transition into drawing money out of ATM machines uh, might be something new um, to these students as well. နိုင်ငံသားမှာကြောင်းတော့တက်မဲ့သူဟာကိုဖားတင်ကျင်လဲဆိုတာတိတိကျကျသိဖို့လိုအပ်ပြီးနှစ်စဉ်မြန်မာကျောင်းသားတစ်ထောင်လောက်ဩစတြေးလျနိုင်ငံမှာသွားရောက်ပညာသင်နေကြတယ်လို့ဆွေးနွေးပွဲမှာပြောဆိုခဲ့ပါတယ်။ဒီပတ်မှာပညာသင်ကျင်သူတွေအနေနဲ့အင်္ဂလိပ်စာကောင်းဖို့အထူးကပြင်ဆင်ထားရမှာဖြစ်ပြီးငွေကြီးအများကြီးမတက်နိုင်သူတွေအတွက်လည်းဈေးသက်သာတဲ့ကျောင်းတွေရှိသလို So we would like to encourage students to apply early and uh, also we understand that more and more students from Myanmar is looking to study overseas. Some of them may not have all the financial ability to pay. There are scholarships available. There are also other institutions that charges a slightly cheaper tuition fee. So there are different study options available. So we are here to help the students. ဆွေရဘကိုလာရောက်နားထောင်တဲ့မတ်တင်ဝီတစင်တို့ကဩစတြေးလျနိုင်ငံရဲ့ယဉ်ကျေးမှုတွေနဲ့နိုင်ငံတော်တော်များများရဲ့သတင်းချက်လက်တွေကိုသိခွင့်ရလို့ကျောင်းသားတွေအတွက်အများကြီးကျိုးရှိစေတယ်လို့ဆိုပါတယ်ဒီကတကယ်လို့သိနေပွဲပါတောင်းစာရေကောင်းတဲ့ပြည်မှာအော်စတြေးလျမှာ ခင်ဗျားနိုင်ငံအနေနဲ့ information တွေကိုသိရတဲ့အတွက်တော့မှပြီးတော့ data step တွေအရမ်းတော့ educated ဖြစ်ပါတယ်ဆိုတော့